အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United နဲ့ပြ Ruby Emery ကမင်းညာကပေါ့ဗျာလာမင်း Notre Dame နဲ့မင်းပြမှာကစားမယ့်ပွဲစဉ်အတွက် Prince Court ပဲတည်ဆောက်ရှင်လိုပဲပြုလုပ်ပြောကြားမှုတွေရှိခဲ့တယ်ဒီထက်မှဆိုရင်ဒန်ရဲကစားသမားတွေနဲ့ပတ်သက်ပြီးတော့အကြောင်းရဲ့တစ်ဖက်နေပြချောင်းတိုင်းနဲ့ပတ်သက်ပြီးတော့သူတကယ့်ကိုစိတ်ဝင်စားစရာအကြောင်းအရာတွေပြောထားမှုတွေရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီ Prince Court ပဲတည်ဆောက်ရှင်လိုပဲကတချို့အကြောင်းအရာတွေကိုပေါ့ဗျာဒီလိုအချက်တွေပေါင်းမှုချစ်လေး ပိတ်တက်တွေတဲ့ဘလော်ဒီစိတ်ဝင်စားဖို့ကောင်းမလို့ဆိုတော့ဒီကနေ့မှကျွန်တော်ဆွေးနွေးတော့ပါမယ်။အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါ။ပထမအဆုံးပေါ့ဗျာအတင်းတန်ရကစားသမားတွေအပြင်ပေါ့ဗျာလီဆန်တို့မာတင်နဲ့ပတ်သက်ပြီးတော့လေသူပြောထားမှုတွေရှိပါတယ်။လီချာဆိုရင်နော်တယ်ဖိုင်းနဲ့ပွေးစဉ်ကိုပါဝင်ဖို့အတွက်စင်တာပြပြနေမှုရှိတယ်။အတင်းနဲ့သူပေါ့ဗျာကစားသမားဖြစ်သူကလစ်ချီကဲထရိနေတဲ့အပြင်ဝဆင်းနိုင်နေပြီဖြစ်သလိုသူရဲ့တန်ရအခြေအနေကလုံးဝကောင်းနေတယ်ပေါ့။ ဒါပေမဲ့လို့နေပြတရားအနေနဲ့လီချာကိုအဲ့ဒီပွဲမှာအလင်းစီလို့သူမပြူပဲလူစင်းအထက်မှာတော့ထေတင်ချောင်းသူကပြောဆိုမှုတွေရှိခဲ့ပါတယ်ပြီးလို့ချင်းဟယ်ရီမကွိုင်းရနဲ့ပတ်သက်ပြီးတော့လည်းထိခိုက်မှုအနည်းငယ်ပေါ့ဗျာ PKD ပွဲစီတွေမှာသူချီတာခဲ့လို့အဲ့ဒီ Notre Dame နဲ့ပွဲစီမှာမကွိုင်းရအနေနဲ့ကလည်းပေါင်ဝင်ဖို့မသေးကြသေးဘူးကျန်တဲ့ကစားသမားတွေကအကုန်လုံးပြန်ပါနိုင်ပြီဆိုပြီးတော့အမူရကကစားသမားတွေရဲ့ injury ပြဿနာနဲ့ပတ်သက်ပြီးတော့ Lisandro Martinez နဲ့ပတ်သက်ပြီးတော့သူပြောထားမှုတွေရှိပါတယ် ဆိုတော့လီဆန်ဒိုမာတီနန်ကပေါ့ဗျာဒူးဒန်ရအကြောင်းကိုလာတီအနာပေးထားခဲ့ရတဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဒါပေမဲ့လို့အခုအဲ့ဒီကစားသမားရဲ့ဒန်ရအချင်းနဲ့သူ့အနေနဲ့လေဂျင်ကင်းစီးမှုတွေမှာအမှန်တကယ်လှုပ်ဆောင်နေပြီးတော့လက်ပြန်ကစားမဲ့ပွေးစဉ်ကိုသူကပါဝင်ဖို့ဆန္ဒပြပြနေတယ်ပေါ့တော်တော်ညာလေအာနေပြအမ်မရင်ကတော့ကစားသမားဖြစ်သူကိုထပ်ပြီးတော့ရေချင်အင်ဂျူပြဒနာမဖြစ်အောင်အတွက်ကိုအဲ့ဒီပွေးစဉ်မှာ ထေသိင်းကစားဖို့အစီအစဉ်တော့မရှိဘူးတိုးတော်ညာလဲလူစင်းထေမှာတော့ထေကောင်းထေလာနိုင်တယ်ကိုရီအသင်းအနေနဲ့ပေါ့ဗျာအဲ့ဒီနောက်တဲမှာဆိုရင်လီဆန်ဒိုမာတီနဲလောက်အားကိုရတဲ့ကစားသမားမရှိသလောက်ရှားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ထဲပြီးတော့ကျွန်တော်မကွိုင်းရအနေနဲ့ကလည်းပြီးကလေးပူးစီတချို့မှာအင်ဂျူပြဿနာဖြစ်လို့လာမင်းနော်တယ်ပွိုင်းနဲ့ပွေးစဉ်ကိုပေါ့ဗျာလီဆန်ဒိုမာတီနဲရဲ့မကွိုင်းရ ကျန်တဲ့ကစားသမားတွေကတော့ပြန်ပါမှာပေါ့အဲ့ဒီကစားသမားတွေရောကပါဝင်မှာမဟုတ်ဘူးတခုတော့ချိတာပေါ့ဗျာအဲ့ဒီပွဲစီမှာဒုတိယပိုင်းမိနစ်80 80လောက်မှ80လို့မှဒီနေ့ကိုအသုံးပြုမလားဆိုတာပဲကျွန်တော်စောင့်ကြမယ်ဆိုတော့စာသမားတွေဒါကအတင်းနဲ့ပတ်သက်ပြီးတော့ဒဏ်ရာရှင်တွေတခုပေါ့ဗျာထည့်ပြီးတော့ပေါ့ဗျာ နေပြအမ်မိုရီယာဆိုရင်လာမင်းနိုဘတ်ရဲ့နေ့စနေနေ့မှာဆီမက်ချက်စာအောင်နေတဲ့အင့်ကိုကင်တွေခဲ့တာတနည်းတည်းပြေခဲ့ပါပြီ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဖြေတောက်မှုတွေရှိတယ်၊ပြောဆိုမှုတွေရှိတယ်ပေါ့ဗျာ။ကျွန်တော်တို့တစ်ချက်ကြည့်အောင်။ဆိုတော့နေပြအမ်မိုရီကပေါ့ဗျာ။ဒါကြီးမားတဲ့ခရီးတစ်ခုပါပေါ့။တကိကိုခက်ခဲခဲ့တဲ့ ကောင်းတဲ့အခိုက်တဲ့တွေနဲ့ဆိုးရတဲ့အခိုက်တဲ့တွေပါအများကြီးတင်ယူခရရတယ်ပေါ့သူအနေနဲ့အဲ့ဒါကတကယ်ကိုအရေးကြီးပါတယ်ပေါ့အောင်ဆုံးတိရောက်တဲ့ချိန်မှာတော့ကိုယုံကြည်ရောက်မိဝင်နိုင်ပြီးတော့လူတိုင်းအတွက်အကောင်းဆုံးအရာဆိုတော့နားလေဖို့ပါပဲဒီနေ့အဖြေကလွန်ခဲ့တဲ့သုံးဘက်ကနဲ့မတူပါဘူးပေါ့ဒီနေရာလေးမှာပေါ့ဗျာတသက်လုံးနေချိန်ပါတယ်ဆိုပြီးတော့ Emerega Presco Brand ဒုတိယမေခွန်းအဖြေကို သူက ပြောတာမှရှိပါတယ်ဆိုတော့ ယူနိုက်တက်အသင်းနေပြအမ်မူရင်ကောက်ပါဗျာမနေ့ဖြန်မှာဆိုရင်ကျွန်တော်တို့အသင်းနဲ့ဒူဒူပြပေါ်တတန်းတနည်းပြခဲ့ပါပြီအသင်းကိုအကောင်းဆုံးကျွန်တော်ရှိခဲ့တဲ့ပြီးကြတဲ့ရာသီမှာဆိုရင်အဆင့်15 16နဲ့ရာသီတင်ခဲ့ပါတယ်အမ်မူရင်ပြောသလိုပဲကျွန်တော်တို့ကောင်းတဲ့အခိုက်အတန့်တွေရှိသလိုဆိုးွားတဲ့အခိုက်အတန့်တွေကပိုများခဲ့တာပေါ့ဗျာအမ်မူရင်အနေနဲ့လက်ကြီးမှာဆိုရင်အသက်40ပဲရှိပါသေးတယ်နေပြတယောက်တည်းတကယ်ကိုပေါ်ဖော်မန့်ကောင်းကောင်းနဲ့ အများကြီးကိုလှုပ်ဆောင်နိုင်တဲ့အဖြစ်တစ်ခုလို့ပြောရမယ်။ယူနိုက်တက်အသင်းမှာဆိုရင်လည်းပဲပြီးကြတဲ့ရာသီမှာဆိုရင်တကယ့်ကိုကျွန်တော်တိုင်ပန်းမှုတွေရှိခဲ့တဲ့ရှစ်ပွေးသားအနိုင်ရရှိခဲ့တဲ့ဒီရာသီမှာဆိုရင်လည်းပဲရာသီအစမှာကျွန်တော်ရုံကန်ခဲ့ရတဲ့တိုင်ပန်းမှုတွေရှိခဲ့တယ်။တိုးတော်ညာလည်းစနယ်နယ်ပွေးစီမှာကျွန်တော်အမေရိကန်စင်လှုပ်ပြနိုင်ခဲ့တယ်။ပြီးလို့ချင်းလုံးဝခက်ခဲပါတယ်ဆိုတဲ့လီဗာပူးရဲ့အန်ဖီကွေးမှာဆိုရင်လည်းအနိုင်ရလည်းတစ်ခုပေါ်ဆောင်နိုင်ခဲ့တယ်။ပြီးကြတဲ့နေ့ကဆိုရင်လည်းပေါ့ဗျာဘရိုက်တန်လိုအနိုင်ရဖို့ခက်ခဲတဲ့အသင်းကတော့ ကိုယ်နဲ့တင်ကအော့ထရက်ပေါ်မှာပြင်ပြီးတော့အမေရိကန်စုလူပြခဲ့တယ်အဲ့ဒီ၃ဝင်းမှာကျွန်တော်မန်ချက်စတာဝင်တဲ့အတင်းရဲ့နေပြအန်မွရင်ကတကယ့်ကိုအတင်းနဲ့တူ အမေရိကန်စုလှုပ်လာနိုင်တဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အတင်းမှာကပေါ့ဗျာထပ်ပြီးတော့သူ့နဲ့တင်ယူစရာတွေအများကြီးကျန်နေသေးတယ်ကျွန်တော်စိန်ခေါ်မှုတွေကလည်းအန်မွရင်အတွက်စောက်ကြနေတာပေါ့ဗျာအတင်းမှာတကယ်ပဲစစ်နေချင်နေဆိုရင်တော့ကောင်းမွန်တဲ့ရာလေးတစ်ခုသူတို့ရဲ့နေစင်းနေပြန်ပြွာတဲ့အတုံးရှာတဲ့ကစားသမားတွေအပေါ် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကိုအမေရိကန်ဆုံးပွေးစင်တဲ့လူလူမှာပြဖို့ဖို့ပဲကျွန်တော်ရည်ကြည်တာပေါ့ဗျာဒါမှပဲအတင်းနဲ့တူတူရှစ်ဆယ်လို့အမရင်းကရမှာမို့လို့ရှိရင်တော့သူ့အနေနဲ့ဘလောက်ပဲအတင်းရဲ့ပုတ်ဖွင့်ဝင်တဲ့အတင်းရဲ့စာကြေးကလေးအတင်းပိုင်ရှင်တွေထောက်ခဲ့နေပါစေအတင်းကတိုးတက်မလာဘူးဆိုရင်တော့ထုတ်ပေးဖို့အမိနဲ့နှိစေနေတာပေါ့ဗျာဆိုတော့ဒါကနေပြအမရင်းအနေနဲ့တနည်းပြည့်တဲ့အနေအထားတစ်ခုမှဘလို့တဲ့အတင်းမှာကြုံခဲ့ရလဲအခက်ခဲတွေကိုသူ့အနေနဲ့ပြောဆိုထားမှုတွေရှိတဲ့အနေအထားတစ်ခုပေါ့ ။တင်ပြီးတော့ခြောင်တွေနဲ့ပတ်သက်ပြီးတော့ဗျာခြောင်တွေကဘယ်လိုနည်းပြမျိုးလဲသူ့ကိုဘယ်လောက်ထိ respect ရှိလဲဆိုတာသူကဖြေထားမှုရှိတယ်။အဲဆိုတော့အာတတိယနောက်ကပေါ့ဗျာခြောင်တိုက်တာမန်ချက်စတာနဲ့နည်းပြဖြစ်ခင်ဖူဖူတူနဲ့အဲ့ဒီကစားကွက်ကအာပို့ပြီးတော့ပွေးတွေကိုအနိုင်ရချီးမိဆိုပြီးတော့သူကပြောဆိုထားတာပေါ့အတေးခေါ်တွေကိုပေါ့ဗျာအကောင်တွေပေါ်ပေါ့အချင်းပို့လို့အဲ့ဒီတွေလို့ထည့်မှန်ပြီးတော့ပြောဆိုခဲ့တယ်အဲ့ဒါနဲ့ပတ်သက်လို့ဘာပြောရှင်လေးပေါ့ဗျာဘလိုမြင်လေးဆိုပြီးတော့အမ်မိုရင်ကိုတည်င်းထောက်ကမေးထားတယ် ဒါနဲ့ပဲတပြီးတော့နေပြအမ်မူတွေကအရင်စုပေါ့ဗျာဒါကအမှန်ပါပဲပေါ့ကျွန်တော်တို့ဖူဖူတူမှာကစားမယ်ဆိုရင်ကျွန်တော်တို့တဲ့နိုင်ပွေးပိုရနိုင်မလို့ထင်ပါတယ်ပေါ့အော်ပြီးတော့အနာကဲမှာပိုကောင်းလာမှာပါခြောင်တက်ကိုပေါ့ဗျာကျွန်တော်မန်နေဂျာတယောက်အနေနဲ့ရောပိုကုတယောက်အနေနဲ့မှာမြင်နိုင်ပါတယ်ကျွန်တော်ကတော့ပိုကုတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့အရင်အားတဲ့နေလို့မပြောနိုင်ပါဘူးဒါလုံးဝကွေးပြားတဲ့အလုပ်တစ်ခုလို့ခြောင်တက်ကစမဲကြက်ကြက်ကစားတဲ့တယ်ဆိုတော့ကျွန်တော်နားလေတယ်ပေါ့ဗျာတစ်ချက်ကကျွန်တော်နဲ့ကစားပွဲအကြောင်းပြောနေတာဖြစ်ပြီးတော့ နောက်တစ်ခုကအသင်းကိုနေပြဖို့ဆိုတာတကယ့်ကိုနားလည်ဖို့လိုပါတယ်ဆိုပြီးတော့အမွန်ကချောင်းတိုင်းနဲ့ပတ်သက်ပြီးတော့သူ၏ပြောစကားကိုပြန်လည်ခြေပါမှုတွေကြီးခဲ့ပါတယ်ဆိုတော့နေပြအမွန်ရဲ့ပြောစကားတွေကိုကျွန်တော်အကုန်လုံးခြုံကြရလို့ချင်းချောင်းတွေကိုသူ့အနေနဲ့တကယ့်ကိုလေးစားတယ်ပေါ့မန်နေဂျာတယောက်အနေနဲ့ရောပုဂ္ဂိုလ်တယောက်အနေနဲ့သူကမြင်နိုင်တယ်ပေါ့သူတော်ညာလေးပုဂ္ဂိုလ်တယောက်အနေနဲ့ဆိုရင်တော့အရင်အားတင်နေတဲ့မှာမပေါဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့လက်ချီနော်တယ်ဖောရင်မှာချောင်းတွေကတကယ့်ကိုရုံးကဲ့နေရတဲ့နေပြတယောက်ဖြစ်တယ် ကျွန်တော်တို့မန်ချက်စတာအနေနဲ့နေပြရူဘီအမ်ရယ်ကအသက်က40ပဲရှိသေးတယ်။ပရီးမီးယားလည်းအတွေ့အကြုံအလောက်မရှိသေးဘူး။သို့တော်ညာလည်းတခြားသောလိဂ်တွေမှာအမေရိကန်စုံလူပြထားတဲ့နေပြတယောက်ဖြစ်တယ်။လက်ရှိမှာပေါ့ဗျာပရီးမီးယားလည်း၃ဘေးဆက်အနိုင်ပြထားသလိုတကယ်ကိုစွမ်းဆောင်ရည် quality နဲ့လူပြထားနေတယ်ဆိုတော့ကျွန်တော်ညင်းလို့မရဘူး။ခြောက်တိုက်မှာလည်းသူနေသူရဲ့ကစားကွက်တွေရှိသလို မန်ချက်စတာယူနိုက်တက်နေပြရူဘီအမ်ရန်မှာလည်းတကယ့်ကိုကောင်းမွန်တဲ့ကစားပုံတွေရှိတယ်။သို့တော်ညာလည်းခြေပွေးစီတွေမှာသူ့ရဲ့တယူသည်နဲ့စိတ်တဲ့နောက်ပြီးတော့သူပွေးထုတ်နေကြပလေယာတွေကိုရွေးပြီးတော့ပွေးထုတ်ခဲ့လို့ရလိုက်တဲ့ဆိုပါတယ်နေစနေပိုင်းဖြူရတွေကအကောင်ဘက်ကိုမရောက်ခဲ့ဘူး။အခုအချိန်မှာကျွန်တော်တို့အသင်းနဲ့ကစားသမားတွေနဲ့နေပြအမ်ရီနဲ့လုံးဝအတိုင်းဖောင်းညီညီနဲ့ကစားပြီးတော့အမေရိကန်ဆုံးလုတ်ပြထားခဲ့တဲ့ပွေးစဉ်တွေကဇက်တိုက်ဆိုသလိုကျွန်တော်တို့လာပြီး အမရင်ကိုခြောင်တဲ့ကပြောတယ်အဆက်ဆောင်တဲ့နေ့ပြဖြစ်ခဲ့ပြီးတော့ဖူဖူတူနဲ့ကစားမယ်ဆိုရင်အမရင်တဲ့ဒီထက်မကောက်ပို့ပြီးတော့ပွေးတဲ့အနံ့ရရှိမှုရှိမှာပေါ့ဒါကသူပြောတဲ့စကားပေါ့ယူနိုက်တက်အသင်းဆိုတာကပေါ့ဗျာဖီယာပရက်ရှာများနေတဲ့လုံးဝအတိတ်အတင်းဖြစ်တယ်နေ့ပြတိုင်းနေ့ပြတိုင်းမန်ချက်စတာယူနိုက်တက်အသင်းမှာကင်တီခဲ့တဲ့ဆာအဲလစ်ဖာဂိုဒန်နောက်ပိုင်းမှာတိုးတော်လေးပဲဆာအဲလစ်ဖာဂိုဒန်လုံးဝကောင်းမွေတဲ့ဆက်ဆောင်ရင်ကျွန်တော်တို့မမြင်တွေ့ခဲ့ရဘူးအခုလေးပဲ အမွေကပြီးခဲ့တဲ့ရာသီမှာဆိုရင်အဆင့်၁၄ဆင့်ကနေရာသီတင်းခဲ့တယ်။အခုဒီရာသီမှာပထမပွေးစဉ်တွေတချို့ဆိုရင်တကယ့်ကိုစိုးပွားတဲ့ရာလက်တွေကိုကျွန်တော်ပိုင်ဆိုင်ခဲ့တယ်။သို့တော်ညာလဲနောက်ပိုင်းပွေးစဉ်တွေမှာအမေကဲဆုံးလုပြခဲ့တယ်။ဆိုတော့ဒီနေ့ပြနှစ်ယောက်ကြားမှာမနေ့ပြမှာဘလို့အချင်းနေတော့မလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။တကယ်ပဲအမွေကိုခြောင်တိုင်းအနေနဲ့သူ့ရဲ့ note for ရဲ့အင်ကွင်းမှာအမေကဲဆုံးလုပြမလား။တစ်ချက်ကျွန်တော်မက်ဆေ့ချ်ဆောင်နေတဲ့နေ့ပြ Ruby Emery က အဝေးကွင်းဖော်ရရင်အင်ကွင်းမှာနိုင်ပွဲ၄ပွဲဆက်အနိုင်ရတဲ့ခုကျွန်တော်ဖော်ဆောင်မလားဆိုတာတက်တယ်ပဲဒီကြတဲ့မှာပေါ့ဗျာတယောက်နဲ့တယောက်ဒီဝေဖန်မှုနဲ့တက်ခဲမှုတွေကတော့ချိမှာပဲဒါကိုအကောင်းဆုံးအမ်မူရီအနေနဲ့ရောချောင်းတိုင်းအနေနဲ့ရောတက်တယ်ပြဖို့လိုတယ်ကျွန်တော်မန်ချက်စတာပရိသတ်တွေအဖို့ကပေါ့ဗျာကိုသိနေပြအမ်မူရီကိုအမေကန်ဆုံးလုံနိုင်ဖို့ပဲကျွန်တော်မျှော်လင့်မိတယ်ဆိုတော့ဒါကပေါ့ဗျာမင်းညာဘရက်စကိုဘရက်တင်းစားချင်းလေးပဲပြုလုပ်ခဲ့တဲ့အချင်းတွေတခုပေါ့ ကျွန်တော်တို့အတင်းကမနေ့ပြန်တော်တယ်ဘောရီအင်ကွင်းမှာဂျာလဲကောင်းတစ်ခုနဲ့အနိုင်၃မဲကိုဖော်ဆောင်ခဲ့မယ်ဆိုရင်အစင်းလေးကိုကျွန်တော်တို့တလန်းတော့ဖို့ရှိနေတယ်တချို့အတင်းတွေကပေါ့ဗျာတင်းငင်းနေတင်းနေတို့မှာကစားဖို့ရှိနေတဲ့အတွက်ကိုယ်ယူနေတဲ့အတင်းကဖိတိုင်နေရမှာဆိုတော့ညီကိုတို့အနေနဲ့အမ်မရီပြောစကားတင်းမှာဘလို့အကြောင်းတွေကအမေကဲဆုံးချစ်မလဲပြီးအကြောင်းအရာတွေကလွယ်ချက်ချစ်ကလေးဆိုတာဆွေးနွေးပေးကြပါအောင်မနေ့ထဲမှာကျွန်တော်တို့ Notre Forest ကိုဘလောက်ထိအမေကဲဆုံးလွတ်ပြနိုင်မလဲတဖက်အတင်းကခံစည်းကိုအားပြုပြီးတော့ကစားမယ့်အတင်းဖြစ်သလို ျွန်တို့မက်ဆေ့ချ်အောင်နေတဲ့အတင်းကနိုင်ခွေးရရှိမှုနဲ့အတူလုံးဝတိုက်စေးဖွင့်ကစားဖို့အလားလာကြည့်တဲ့အတွက်အကောင့်ဖက်ကိုဥတည်ပြီးတော့ထည့်ပြီးတော့တောနိုင်မလားအနိုင်၃ဘယ်နဲ့၄ဘွေးဆဲပရီးမီးယားလိပွေးစီတခုကိုအနိုင်ပါမလားဆိုတာကျွန်တော်ရင်ခုစိတ်လျောက်ချစော်နဲ့စောင့်မျှော်ကြည့်စုရမှာပေါ့ဗျာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေးမက်ဆေ့ချ်အောင်နေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထုတ်လို့ရှိရင်လေးစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်စောင့်မျှော်ကြပါဦးအားလုံးကြီးကျေးဇူးများဒီပါတဲ့အားလုံးပဲโอเคပါ